င်္ဂလာပါဒီနေ့မှအမြောက်ဝေပေးနေတာကတော့ထိုင်းစင်ကတ်ကနေပြီးတော့မြန်မာနိုင်ငံကစင်ကတ်ထဲကိုဖုံးပေးထည့်တဲ့နည်းလေးကိုမြောက်ဝေပေးမှာဖြစ်ပါတယ်ဒီနည်းပညာလေးကိုစတင်ဖို့အတွက်မိတ်ဆွေတို့ရဲ့ထိုင်းစင်ကတ်ထဲမှာဖုံးပေးကိုဖြည့်ထားရမှာဖြစ်ပါတယ်မိတ်ဆွေတို့ရဲ့ထိုင်းစင်ကတ်ထဲမှာဖုံးငွေရှိနေပြီဆိုလို့ရှိရင်တော့ ဒီဖုံးခေါ်တဲ့ icon လေးကိုတစ်ချက်နှိပ်ပြီးတော့ဖွင့်လိုက်ပါပြီးရင်တော့ star ရှင်းနှိရှင်းချက်ကိုနှိပ်လိုက်ပါပြီးရင်ဒီဖုံးခေါ်တဲ့ cloud လေးကိုနှိပ်လိုက်ပါပြီးရင်ဒီလိုလေးပေါ်လာပြီဆိုရင်တော့ဒီနေရာမှာအရှိမ6 9ခံပြီးတော့ကိုထည့်မဲ့ဖုန်းနံပါတ်ကိုဒီနေရာမှာရိုက်ထည့်ပေးရမှာဖြစ်ပါတယ်ရှိမှာ9 9ကိုခံလိုက်မယ်ပြီးရင် မြန်မာနိုင်ငံကဖုန်းနံပါတ်ကို အရှိယသုံးကြားတစ်လုံးဖြုတ်ပြီးတော့ကျွန်တော်တို့ဒီနေရာမှာရိုက်ထည့်ပေးလိုက်ပါဒီနေရာမှာဖုန်းနံပါတ်ကို ုံးကြတလုံးဖြုတ်ပြီးထည့်ပြီးသွားပြီဆိုရင်တော့အောင်နာကဆန့်ကိုနှိပ်လိုက်ပါပြီးရင်တော့ဒီလိုလေးပေါ်လာပြီဆိုရင်ဒီနေရာမှာနံပါတ်1ကို1ကိုရိုက်ထည့်ပြီးလိုက်ပါပြီးရင်ဆန့်ကိုပဲနှိပ်မယ်ပြီးရင်ဒီလိုလေးပေါ်လာပြီဆိုလို့ရှိရင်တော့ဒီနေရာမှာကိုငွေလွှဲမဲ့ပမာဏပေါ့နော်ကိုက1000လွှဲမဲ့ဆိုရင်ဒီနေရာမှာ19ဘတ်ကြာမှာဖြစ်ပါတယ် တော့3000လွှဲမယ်ဆိုရင်တော့58ဘတ်ကျပြီတော့5000လွှဲမယ်ဆိုလို့ရှိရင်တော့95ဘတ်ကျမှာဖြစ်ပါတယ်ဒီနေရာမှာမိစေတို့က1000လွှဲမယ်ဆိုလို့ရှိရင်တော့ဒီနေရာမှာ190ဘတ်ကျမှာဖြစ်ပါတယ်ကျွန်တော်ကဒီနေရာမှာ9000ဘတ်ပေါ့နော်ဒီနေရာမှာကျွန်တော်ကအဲမြန်မာငွေ9000လွှဲမှာဖြစ်တဲ့အတွက်ဒီနံပါတ်3ကိုကျွန်တော်ဒီနေရာမှာရိုက်ထည့်လိုက်မယ် မိစေတို့ကတစ်ထောင်ပဲလွှဲမယ်ဆိုလို့ရှိရင်တော့ဒီနေရာမှာတစ်ကိုရိုက်ထည့်လိုက်ပါတော့။သုံးထောင်လွှဲမယ်ဆိုရင်တော့နှစ်ကိုရိုက်ထည့်ပါတော့။ငါးထောင်လွှဲမယ်ဆိုရင်သုံးကိုရိုက်ထည့်ပါ။တစ်ထောင်လွှဲမယ်ဆိုရင်တော့ဒီနေရာမှာလေးကိုရိုက်ထည့်ပါ။ကျွန်တော်ကငါးထောင်လွှဲမှဖြစ်တဲ့အတွက်ဒီနေရာမှာသုံးကိုရိုက်ထည့်မယ်။ပြီးရင်ဆန့်ကိုနှိပ်လိုက်မယ်။ဒီလိုလေးပေါ်လာပြီဆိုရင်တော့အတီတီရန်တစ်ကိုနှိပ်ပါလို့ရေးထားတဲ့အတွက်ကျွန်တော်တို့ကဒီနေရာမှာတစ်ကိုရိုက်ထည့်ပြရမှာဖြစ်ပါတယ်။ပြီးရင်တော့ဆန့်ကိုနှိပ်လိုက်ပါ။ ပြီးရင်တော့ဒီလိုလေးပေါ်လာပြီဆိုရင်တော့အောက်နာက OK ကိုနှိပ်ပြီးတော့စင်ကက်ကနှိပ်ပြီးတော့စာအိတ်ပို့တာကိုခဏဆောက်ပေးပါဒါဆိုလို့ရှိရင်တော့ဒီမှာမြန်မာနိုင်ငံကဖုံးစင်ကတ်တွေကိုကျွန်တော်တို့ထိုင်းဒီဒက်စင်ကတ်ကနေပြီးတော့ဖုံးပြီးလွှဲလိုက်တာအောင်မြင်သွားပြီဖြစ်ပါတယ်။အခုကျွန်တော်လွှဲပြခဲ့တာကတော့ဒီဒက်စင်ကတ်ကနေပြီးတော့မြန်မာနိုင်ငံကဖုံးစင်ကတ်တွေကို ဖုံးပြီးလွှဲတဲ့နေကိုပြပေးတာပဲဖြစ်ပါတယ်။နောက်မိတ်ဆွေများအားလုံးအဆင်ပြေကြပါစေခင်ဗျာ။